အမေရိကန်ကမြန်မာနိုင်ငံသားတွေအတွက် TPS ရပ်ဆဲလိုက်တဲ့အတွက်ကြောင့်ဘလို့ကျိုးဆက်တွေဖြစ်လာနိုင်မလဲအမေရိကန်နိုင်ငံမှာယာယီအကာအကွယ်ပေးထားတဲ့အဆင့် TPS အစီအစဉ်နဲ့နေထိုင်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်အမေရိကန်အစိုးရရဲ့ရပ်ဆိုင်းလိုက်တဲ့ဆုံးဖြတ်ချက်ဟာမကြာမီကာလအတွင်းအကျိုးဆက်များစွာကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။အမေရိကန်ပြည်ထောင်စုပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန DHS ဟာမြန်မာနိုင်ငံရဲ့ယာယီခိုလုံခွင့် TPS တက်မှတ်ချက်ကိုရုတ်သိမ်းလိုက်ပြီးဖြစ်ကြောင်းနဲ့ဒီလိုရုတ်သိမ်းမှုဟာ2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာစတင်အကျိုးသက်ရောက်မယ်လို့တရားဝင်ကြေညာခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့် TPS အစီအစဉ်နဲ့အမေရိကန်မှာနေထိုင်ခွင့်နဲ့အလုံးလုံးခွင့်ရရှိထားတဲ့မြန်မာနိုင်ငံသား4000လီပါဟာအင်းတို့ရဲ့နေထိုင်ခွင့်အဆင့်တန်းနဲ့အလုတ်ကင်အခြေအနေတွေအတွက်စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးတည်ငြိမ်ရေးတိုးတက်လာမှုရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေမှုနဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်တွေရှိလာမှုစတဲ့အကြောင်းပြချက်တွေကြောင့် TPS ကိုရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါပေမဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကတော့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်အတဲတွေဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ဒါကြောင့် TPS ရဆိုင်လိုက်ခြင်းဟာအမေရိကန်မှာနေထိုင်သူမြန်မာနိုင်ငံသားတွေအတွက် နေထိုင်권အဆင့်တန်းအခြားနီလန်းတွေစီ ပြောင်းလဲဖို့အခက်အခဲတွေနဲ့ရင်ဆိုင်ရနိုင်ပြီးတရားမဝင်နေထိုင်သူအဖြစ်သို့ရောက်ရှိသွားနိုင်တဲ့အနေအရတွေရှိပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ UNG အပါအဝင်အမေရိကန်ရောက်မြန်မာဖွဲ့စည်းတွေနဲ့လူ့ခွင့်ရေးဖွဲ့စည်းတွေကတော့ TPS နဲ့နေထိုင်သူတွေအနေနဲ့အခြားသောနေထိုင်ခွင့်အဆင့်တန်းတွေကိုပြောင်းပြီးတော့ reward စရာပြန်လုပ်တဲ့ကိစ္စတွေကိုချောချောမွေ့မွေ့ဖြစ်စေဖို့ကူညီဆောင်ရွက်ပေးသွားမယ်လို့ပြောကြားထားပါတယ်။ TPS ရဆိုင်ချင်းရဲ့နောက်ဆက်တွဲအနေနဲ့တက်ဆိုင်သူမြန်မာနိုင်ငံသားတွေအနေနဲ့အမေရိကန်မှာဆက်လက်နေထိုင်နိုင်ဖို့အတွက်ဗီဇာမျိုးစားမျိုးမျိုးနဲ့ခိုလုံခွင့်တောင်းခံခြင်းစတဲ့ဥပဒေကြောင်းအရအခြားနည်းလမ်းတွေကိုရှာဖွေကြိုးပမ်းကြရတော့မှာဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီးအမေရိကန်အစိုးရဟာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုပုံမအလေးထားပြီး TPS အစီအစဉ်နဲ့နေထိုင်သူတွေအတွက်မျှတတဲ့အဖြေတစ်ခုကိုပေးနိုင်ဖို့နိုင်ငံတကာအသိုင်းအဝိုင်းကလည်းစောင့်ကြည့်နေပါတယ်။